အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကတော့ထိုင်းမှာအခြေချဖို့အတွက်ဗီဇာအမျိုးမျိုးရှိတဲ့အထက်ကကျွန်တော်လက်လန်းမိသလောက်တီးသလောက်ဗီဇာအမျိုးအစားတွေအကြောင်းနဲ့ဗီဇာတစ်ခုချင်းစီရဲ့ကုန်ကျစရိတ်တွေဗီဇာတစ်ခုချင်းကထိုင်းထဲမှာဘယ်လောက်အထိနေထိုင်ခွင့်ရမယ်ဆိုတာတွေကိုအခုဗီဒီယိုထဲမှာပြောပြပေးသွားပါမယ်ဗျအရင်ဦးဆုံးထိုင်းနိုင်ငံကိုစဝင်နေအခြေခံနဲ့စလိုက်ပါမယ်ဗျထိုင်းနိုင်ငံကိုကျွန်တော်တို့မြန်မာအများစုစဝင်ကြတဲ့ အခြေခံဗီဇာတွေကတော့14ရက် free ဗီဇာနဲ့ရက်60 tourist ဗီဇာတွေပါ14ရက် free ဗီဇာအတွက်လိုအပ်ချက်ကတော့ထိုင်းနိုင်ငံထဲကို ဝင်မဲ့လေရင်လက်မှတ်ထိုင်းကနေပြန်မဲ့လေရင်လက်မှတ်နဲ့ထိုင်းနိုင်ငံထဲမှာနေဖို့ hotel booking showmany ဘတ်2000ဖြစ်ပါတယ်ဆိုတော့ကုန်ကျစရိတ်ဆိုရင်အသွားပြန်အတွက်လေရင်လက်မှတ်ဖို့ hotel book ရှိပါမယ်ဗျလေရင်လက်မှတ်ကတော့အသွားအပြန်ကို မြန်မာငွေ3သိန်းခွဲလောက်ကနေ9သိန်း8သိန်းလောက်အထိရှိနိုင်ပါတယ်ကိုစည်းမဲ့လေချောင်းလိုင်းကိုကခီးသွားမဲ့ရက်ထက်ဘလောက်စောပြီးတော့လက်မှတ်ဝယ်တယ်လဲဆိုတာပေါ်မှာမူတည်ပါတယ်ဟိုတယ်ကလည်းအဲ့လိုပါပဲတကောသာအတွက် hostel တွေမှာတဲမယ်ဆိုရင်တရက်ကိုဘတ်300လောက်ရှိမှဖြစ်ပြီးတော့ hotel တွေမှာတဲမယ်ဆိုရင်တော့ဘတ်1000ဝန်းကျင်လောက်ရှိပါမယ် hotel အတွက်ကတော့ကို3နိုင်ရင်3နိုင်တလောက်ကုန်မယ်လို့ပဲပြောရပါမယ်ဗျာ ီဗီဇာနဲ့ဆိုရင်တော့ထိုင်းနိုင်ငံထဲမှာနေထိုင်ခွင့်က14ရက်အထိရမှာဖြစ်ပါတယ်။ရက်60 tourist visa ကတော့ထိုင်းနိုင်ငံမှာနေထိုင်ခွင့်ရက်60နဲ့ထပ်တိုးတစ်လစုစုပေါင်းရက်63လရရှိမှာဖြစ်ပါတယ်ဗျ။ tourist ရက်60 visa ကိုတော့ထိုင်းနိုင်ငံပြင်ပကထိုင်းတန်ယုံတခုခုဒါမှမဟုတ်ထိုင်းကောင်စစ်ဝင်ယုံတွေမှာပဲရှောက်လို့ရပါတယ်။ဘယ်နိုင်ငံကထိုင်းတန်ယုံမှာပဲဖြစ်ဖြစ် ရှောက်လို့ရပါတယ်။ဗီဇာရှောက်ဖို့အတွက်လိုအပ်ချက်ကတော့တနင်္လာနဲ့တနင်္လာတိတ်ပြီးတော့ကွာခြားမှုမရှိပါဘူး။ဗီဇာသွားမလျှောက်ခင်မှာကိုသွားလျှောက်မဲ့ရုံးရဲ့လိုအပ်ချက်တွေကိုကြိုပြီးတော့လေ့လာသွားပါ။အခုဒီဗီဒီယိုထဲမှာကတော့ရန်ကုန်ကထိုင်းတန်ယုံနဲ့လာအိုကတန်ယုံတွေမှာရှောက်ရင်ကုန်ကြမဲ့ကုန်ကြဈေးတွေကိုပဲပြောပြပေးသွားပါမယ်ဗျ။ရန်ကုန်ထိုင်းတန်ယုံမှာဗီဇာလျှောက်မယ်ဆိုရင်ဗီဇာကြေးဒေါ်လာ40ကုန်ပါမယ်။လာအိုကထိုင်းတန်ယုံမှာကတော့ ဗီဇာကြေးဘတ်တစ်ထောင်ကုန်ပါမယ်။ရန်ကုန်ကနေထိုင်းကိုတူရစ်ဗီဇာနဲ့လာရင် အများစုကတော့လေရင်နဲ့လာကြတာမို့လေရင်လက်မှတ်ဖို့ကုန်ပါမယ်။နေသက်တွေကဝင်မယ်ဆိုရင်လည်းပဲဝင်လို့ရပါတယ်။အဲ့ဒီအတွက်လည်းသူဟာနဲ့သူကုန်ကြစရိတ်ရှိနိုင်ပါတယ်။ဟိုတယ်ဘွတ်ကင်ဆိုရင်လည်းပဲတကယ်ပြန်မဲ့ရက်အထိလောက်ခဲ့ဖို့မလိုပေမဲ့၃၄၅ရက်စာလောက်တော့လုတ်သင့်ပါတယ်။လုတ်ဖို့လိုအပ်တာမို့ဟိုတယ်အတွက်ကုန်ကြစရိတ်ရှိပါမယ်။လာအိုနေသက်ကဝင်တာအတွက်ကတော့ ဟိုတယ်ကိစ္စစိတ်ပူစရာမရှိပါဘူးဘန်ကောက်ကနေညာကားတွေစီးသွားမယ်ဆိုရင်လာအိုနိုင်ငံရဲ့နေသမ်းမျိုးတွေကိုရောက်ပါမယ်ကားကားကအသွားပြန်ကိုဘတ်1500ကနေဘတ်1800ကျားလောက်ကုန်ပါမယ်လာအိုမှာဗီဇာရဖို့စောင့်ရတဲ့ရက်အတွင်းတဲခိုဘိုဟိုတယ်ကကုန်ပါမယ်တညကိုဘတ်900ဘတ်600လောက်ကနေ1000လောက်အထိရှိပါမယ်လာအိုမှာဗီဇာသွားလောက်တာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကျွန်တော်ပြောပြထားတဲ့ဗီဒီယိုကို ကွန်မန့်မှာ link ချထားပေးပါမယ်အခုကတော့ထိုင်းတဲကိုရောက်လာကြပြီဗီဇာသက်တမ်းတွေဆက်တိုးကြမယ်တခြားဗီဇာအမျိုးအစားတွေပြောင်းကြတဲ့အခါမှာ ကုန်ကြမယ်ကုန်ကြစရိတ်တွေကိုဆက်ပြီးတော့ပြောပြပေးပါမယ်ထိုင်းတဲကိုတော့ရောက်လာပြီ14ရက်ဗီဇာ free ကလည်း14ရက်ပြည့်ကနေပြီရက်60အလဲဗီဇာကိုတလသက်တမ်းတိုးလို့ရတာတိုးပြီးသွားပြီဒါပေမဲ့ဆက်ပြီးတော့နေကျင်သေးတယ်အဲ့လိုဆိုရင်တော့ 9ရက်တက်တန်းသိုးလို့ရပါတယ်။ passport visa သုံးတွေရဲ့မူရင်းမိထုဓာတ်ပုံတို့နဲ့အတူနီးစပ်ရာ immigration ရုံးတွေမှာသွားသိုးလို့ရပါတယ်။ဘန်ကောက်မှာနေတဲ့သူဆိုရင်တော့ ID square luxy ဆိုတဲ့ရုံးမှာသိုးရပါမယ်။ကုန်ကြစရိတ်ကတော့ visa ကြေးဘတ်1900ပါ။14ရက် visa free သမားတွေနဲ့ရက်60အလယ် visa သမားတွေက visa တက်တန်းတွေကုန်ကနီးရင် e extension ဆိုတဲ့ visa အမျိုးအစားကို ပြောင်းလဲရယူနိုင်ပါတယ်။ ူကတော့ online ကနေရှောက်ထားရတဲ့ယာယီ visa သဘောမျိုးပါ online ကနေ visa ဖောင်တင်ငွေသွင်းရပါတယ်ကုန်ကျစရိတ်ကတော့ visa ကြီးဘတ်1900 online ကြီးဘတ်900နဲ့တန်ယုံထောက်ခံစာအတွက်ဘန်ငွေသွင်းတာကဘတ်150ကုန်ပါမယ်ကျန်တာကတော့စာရွက်စာတမ်းမိတူဆွဲတာဓာတ်ပုံဘူကုန်တာမျိုးရှိပါမယ်ဒီ visa ကိုပြောင်းယူမဲ့သူတွေကတန်ယုံထောက်ခံစာယူဖို့အချိန်ပေးရတာ online ကနေဖောင်တင်ရတာတွေရှိတာမို့ ရက်ကြိုတင်ပြီးတော့လုပ်ဖို့လိုအပ်ပါမယ်။သူကတော့ဗီဇာတစ်ခါယူရင်တစ်လသက်တမ်းရရှိပြီးတော့၃ချိန်၄ချိန်လောက်အထိအခက်အခဲမရှိယူနိုင်ပါတယ်။ Non Immigrant Education Visa ဆိုတဲ့ ED Visa ၊ကျောင်းသားဗီဇာကိုတော့ကျွန်တော်အနေနဲ့၃ပိုင်းခွဲပြီးတော့ပြောချင်ပါတယ်ဗျ။ပထမဦးဆုံးကတော့တက္ကသိုလ်တစ်ခုခုမှပညာရပ်တစ်ခုခုကိုပထမနှစ်ဒုတိယနှစ်တတိယနှစ်စသဖြင့်တစ်နှစ်ပြီးတစ်နှစ်အမှန်တကယ်ကျောင်းသက်တယ်။ ဘွဲယူတဲ့ဖူတိုင်ကျောင်းသားတွေပါသူတို့ကတော့အမှန်တကယ်လဲကျောင်းတက်ရမယ်ကျောင်းတွေကပေးတဲ့ assignment တွေလုပ်ရမယ်စာမျိုးဘွဲတွေဖြည့်ရမယ်ဘွဲရမယ်ပေါ့ကုန်ကြစရိတ်အားဖြင့်ကတော့ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းတွင်းရတဲ့ကျောင်းလာကားတွေပေါ်မူတည်တာမို့အတိအကျတော့ပြောလို့မရပါဘူးကျောင်းလာကားနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာကျောင်း website တွေမှာလေ့လာလို့ရသလိုကျောင်းတစ်ခုချင်းစီအလိုက်မြန်မာကျောင်းသားတွေဖွဲ့ထားတဲ့ Facebook group တွေမှာလည်းမေးမြန်းစုံစမ်းလို့ရပါတယ်တနစ်စာကျောင်းတက်တာအတွက် ကျောင်းလာကနေစရိတ်စားစရိတ်ခမန်းကြီးအဖြစ်သိန်း200လောက်တော့ကုန်နိုင်မယ်လို့ထင်ပါတယ်ဗျထိုင်းကတက္ကသိုလ်တွေအကြောင်းကိုကျွန်တော်ကသိမသိတာမို့ဒါကခမန်းကြီးတာဖြစ်ပါတယ်နောက်တစ်ခုကတော့သင်တန်းကျောင်းတွေကပေးတဲ့ EDB ဇာပါသူကတော့အသက်12နှစ်လောက်ကနေဘယ်အရွယ်မဆိုသင်တန်းကျေးတွင်းနိုင်ရင်ကျောင်းတက်လို့ရပါတယ်အများစုကတော့ထိုင်းဘာသာစကားသင်ပေးတဲ့သင်တန်းကျောင်းတွေမွေထိုင်းသင်ပေးတဲ့ကျောင်းတွေ င်းချက်နီးတင်တန်းကြောင်းတွေစတဲ့ဖြစ်အများကြီးရှိပါတယ်။ကျွန်တော်တို့မြန်မာအများစုကတော့ဘာသာစကားတင်တန်းကြောင်းတွေတက်တာများပါတယ်။ရက်တချို့ပဲအပြင်မှာတက်ရပြီးတော့အွန်လိုင်းကနေပဲတက်လို့ရတာ။ကျောင်းအပ်တာလွယ်ကူတာတွေကြောင့်တက်ကြပါတယ်။ဒီတင်တန်းကြောင်းတွေတက်ရင်တော့အမှန်တကယ်ဘာသာစကားတက်သွားတာကရှားပါတယ်။ဗီဇာအတွက်တာအဓိကထားပြီးတော့တက်ကြတာများပါတယ်။ဘန်ကောက်ချင်းမိုင်ပတ်တရားအပါအဝင် နေရာတော်တော်များများမှာကျောင်းတွေရှိကြပါတယ်။ ။ကုန်ကြစရိတ်ကတော့တနစ်စာအတွက်ကိုကျောင်းလာကကဘတ်3000ဝန်းကျင် ရှိပါမယ်။ဗီဇာကတော့3လတစ်ခါလောက်တက်တန်းသွားတိုးရပါမယ်။ဗီဇာကြီးကတက်တန်းတစ်ခါတိုးတိုင်းဘတ်1900ဆိုတော့ကုန်ကြစရိတ်ကပြန်သွက်လိုက်မယ်ဆိုရင်တနစ်စာကိုဘတ်4000ဝန်းကျင်လောက်သွားပါမယ်ဗျ။အခုနောက်ပိုင်းတချို့တက္ကသိုလ်တွေမှာဘာသာစကားသင်တန်းဆိုပြီးဖွင့်ပေးထားတာတွေကို ဝင်သက်ကြတာလည်းများပါတယ်။သူကကြတော့တက္ကသိုလ်ကျောင်းသားပုံစံဖြစ်သွားတာမို့ တနှစ်တက်ပြီးရင်လည်းနောက်ထပ်နှစ်တွေကို ထိုင်းနိုင်ငံရဲ့ပြင်ပကို မထွက်ဘဲနဲ့တက်တန်းဆက်သိုးလို့ရတယ်လို့သိရပါတယ်။ဗီဇာလောက်တာအတွက်ဆိုရင်လည်းပဲ immigration ရုံးကိုတနှစ်ကိုနှစ်ကြိမ်လောက်ပဲတွားရပါတယ်။ကုန်ကျစရိတ်ကတော့တောင်းလာကဘတ်9000ဝန်းကျင်ရှိပါမယ်။ freelance အလုပ်လုပ်တဲ့သူတွေအလုပ်ရှာတဲ့သူတွေ ਨੇ အလုပ်ရသွားပြီးပေမဲ့လည်းအလုပ်ဘက်ကကိုယ့်ကိုဝါပါမဲမထုတ်ပေးနိုင်လို့ ကိုဘာရာကိုဗီဇာကိစ္စဖြည့်ရှင်းရတဲ့သူတွေအများစုကတော့ဒီ ED ဗီဇာတွေနဲ့နေကြပါတယ် ED ဗီဇာကတော့ကျွန်တော်ပြောခဲ့သလိုပဲကုန်ကြမ်းစရိတ်များပါတယ်ကုန်ကြမ်းစရိတ်အများကြီးမတတ်နိုင်တဲ့သူတွေ blue collar အလုပ်လုပ်မဲ့သူတွေကတော့ဘက်ရိုက်ကြပါတယ်ဘက်ရိုက်လို့ရလာတဲ့ဗီဇာကို non LA ဗီဇာလို့ခေါ်ပါတယ်ဘက်ရိုက်တာလို့ပဲကျွန်တော်ကတော့ဆက်ပြီးတော့တုံ့နှုံသွားပါမယ်ခင်ဗျာ ဘက်ရိုက်တာကထိုင်းကိုရောက်လာတာနဲ့ချက်ချင်းလှုပ်လို့ရတဲ့ဗီဇာအမျိုးအစားမဟုတ်ပါဘူးထိုင်းအစိုးရရဲ့တာဝန်ရှိသူတွေကသူတို့ရဲ့နိုင်ငံမှာအလုပ်သမားလိုအပ်ချက်ရှိတယ်လို့ယူဆတဲ့အချိန်တွေမှာဘက်ရိုက်ဖို့ခွင့်ပြုပေးတာဖြစ်ပါတယ်တစ်နှစ်ကိုမှတစ်ကြိမ်နှစ်နှစ်ကိုမှတစ်ကြိမ်လောက်ပဲ ခွင့်ပြုပေးတတ်ပါတယ်အမြဲတမ်းလှုပ်ခွင့်ပေးထားတာမဟုတ်လို့ဘက်ရိုက်မယ်ဆိုရင်တော့တည်င်းကိုအမြဲတမ်းနားဆင်ထားဖို့လိုပါတယ် ဘယ်ရိုက်ဖို့အတွက်ခွင့်ပြုချက်ပေးနမယ်စီးရင်တင်ခွင့်ပေးတဲ့အချိန်ကလည်းနှစ်ပတ်လောက်ပဲကြာပါတယ်တကယ်ကိုအချိန်ခဏလေးပဲခွင့်ပြုတာပါအဲ့ဒီနှစ်ပတ်လောက်အတွင်းမှာနမယ်စီးရင်တွင်းရပါတယ်ကိုကအဲ့နှစ်ပတ်အတွင်းမှာနမယ်စီးရင်တင်လိုက်နိုင်ရင်ကုန်ကြစရိတ်တက်တာပါတယ်ကုန်ကြစရိတ်ကဘတ်တထောင်မကျော်ပါဘူးကိုအလုံးအပ်တဲ့ပွဲစားပေါ်မူတည်ပြီးတော့ဈေးကွာပေမဲ့အများစုကဘတ်တထောင်မကျော်ဘူးလို့ပြောကြင်ပါတယ် အစိုးရကစည်ရင်တင်မှုအချိန်ပေးတဲ့ကာလကျော်သွားပြီဆိုတော့မှနမည်စည်ရင်တင်မှုအတွက်ပွဲစားကိုတွားအပ်ရင်တော့ဈေးကြီးပါပြီ VIP နဲ့ VAT တင်ပေးတယ်ဆိုတာအဲ့ဒါကိုပြောတာပါတချို့က VIP ဆိုတဲ့အတုံးနှုံးကြောင့်ကိုကဈေးကြီးပေးထားရတာကိုကိုဦးစားပေးပြီးလုပ်ပေးလိုက်မယ်ကိုကိုအထူးအခွင့်အရေးပေးမယ်အဲ့လိုမျိုးတွေးတက်ကြပါတယ် VIP ဆိုတဲ့တဘောကအဲ့လိုတဘောမဟုတ်ပါဘူး။စည်ရင်တင်ဖို့အတွက် ခွင့်ပြုထားတဲ့ကာလ ြော်လွန်ပြီးမှဘက်ရိုက်ဖို့အလုပ်လာအပ်တဲ့သူတွေကိုပွဲသားတွေက လုပ်ပေးတာကို ဆိုလိုပါတယ် VIP နဲ့ဘက်ရိုက်တာအတွက်ကုန်ကြစည်းကတော့ဘက်တောင်းကြော်ပါတယ်တချို့တွေဘက်18000လောက်အထိယူကြတာလဲတွေ့ဘူးပါတယ်ဒါကလည်းကိုကအလုပ်ရှိနေပြီမို့တထေးရှိတယ်တထေးကအထောက်အထားတွေပေးတယ်ဆိုရင်ဈေးသက်သာနိုင်ပြီးတော့အလုံးမရှိသေးလို့တထေးမရှိဘူးတထေးငှားရမယ်ဆိုရင်တထေးငှားကဆိုတာမျိုးရှိတာမို့ ဈေးနည်းနည်းပိုပါတယ်ပွဲသားပေါ်လဲမူတီသေးတာမို့အတိအကျတော့မရှိဘူးလို့ပဲပြောရပါမယ်အခုဒီနေ့ကျွန်တော်ပြောသွားတာတွေကကျွန်တော်တို့မြန်မာတွေအများစုလုံးလေးလှထရှိတဲ့ဗီဇာအမျိုးအစားတွေနဲ့ဗီဇာတစ်ခုချင်းစီရဲ့ခံမှန်းခြေကုန်ကျစရိတ်တွေကိုပြောပြပေးသွားတာပါခင်ဗျဗီဇာတစ်ခုချင်းစီကိုဘယ်လိုလုပ်ရတယ်တိထားတင်တာတွေကတော့ဘာတွေရှိတယ်ဆိုတာကိုတက်ဆိုင်ရာဗီဇာတစ်ခုချင်းအလိုက် အသေးစိတ်ပြောပြပေးထားတဲ့ဗီဒီယိုတွေစာတွေတင်ထားပြီးသားရှိပါတယ်ရှာကြည့်ပါလို့ပြောပြစီခင်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြှုပ်ပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ